လူ၁၀ယောက်မှာမှတနက်၃လက်တို့အဲဒီ၃လက်မှာမှနှစ်လက်ကမောင်းပြန်တယ်တစ်လက်ကမောင်းမပြန်ဘူးဆိုတော့အာမျိုးတွေနဲ့ဘကိုးနောက်ချမ်းကချစ်ကောင်စီကိုယင်ဆိုင်ခဲ့ရတာမပြည့်မစုံနဲ့မပြည့်မစုံနဲ့ပေါ့နော်ဆိုလိုချင်တာအဲ့တော့သာသာဆရာကြီးပြောလို့ပဲပြည်သူချစ်တဲ့လူတွေမပါတဲ့အခါကျတော့ ပြည်သူချစ်တဲ့လူတွေမပါတဲ့ဆိုတဲ့ဟာလေဒါမှားနေသလားတော့ပြည်သူချစ်တဲ့လူတွေပါပါတယ်ခင်ကြီးတို့ပါလို့တွေပေါ်တော့ဘူးလက်လှဆွေတို့ပါလို့ပါပြီးရင်ဘူးလက်လှဆွေကြောင့်ပြောအောင်မယ်ဟုတ်ပါပြီမင်္ဂလာပါမင်္ဂလာပါကြည်မင်္ဂလာပါဟုတ်ဒီနေ့ကတော့2025နိုဝင်ဘာ3ရက်နေ့ပေါ့နော်ဟိုနေ့ကကိုမန်လေးတခုတွေ့လိုက်တယ်ပေါ့ဒါ တလကုန်ပြီတလတို့ရုံးကန်နေနေပေါ့နော်ဒေါ်လာနေရတာပေါ့နော်တောက်လျှောက်ပြည်သူလဲတကယ်ဟိုတချို့ဆိုရင်လကုန်ရင်အပုံလေးတွေပုံကြတာပေါ့နော်ဒါဟိုလှူဖို့ဒါကမိပါကိုပြန်ဖို့ဟိုဒါအိမ်သုံးစရိတ်ဆိုပြီးတော့မှတကယ်ဟိုထိတိမိမိကိုလှူနေတဲ့အဖွဲလည်းရှိရပေါ့နော်လှူနေတဲ့အဖွဲလည်းတကယ်ရှိပါတယ်အဲ့တော့ဒါနိုဝင်ဘာလကုန်ပြီလို့တော့ပြောလို့ရတယ်ပေါ့နော်နိုဝင်ဘာလကုန်ပြီဒါဒီဇင်ဘာ ဆရမယ်ပေါ့ဒီဒီမှာဆပြီးွားရင်တခါ2025ကြီးကုန်မြန်အောင်မယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့မပြီးမရှင်းကတော့တရွေ့ရွေ့ကတော့သွားနေရမှာပဲဘောနော်ဒီနေ့တိုက်ပွဲတစ်ခုစကန်းကုန်းတစ်ခုပဲရရနှစ်ခုပဲရရကျွန်တော်တို့ကစကောင်းစီ10ရောက်ပဲတေးတေး9ရောက်ပဲတေးတေးဒါတက်ဖို့အတွက်ကျွန်တော်တို့ကဟိုဟိုဖြစ်တာမဟုတ်ဘူးဘောနော်ဟိုတက်ဖို့အတွက်တွန်းအားပေးတာတော့မဟုတ်ဘူးပြုံးတိမှုဖြစ်9ရောက်ကျွန်တော်တို့ပဲဝင်လာရင်လည်း9ရောက်ပြုံးတိမှုဖြစ်တယ်10ရောက်ကျွန်တော်ပဲဝင်လာရင်လည်း10ရောက်ပြုံးတိမှုဖြစ်တယ်ဘောနော် ဒါလေးကိုပြောချင်တာပေါ့ပြီးတော့နောက်တစ်ခုကဒါကျွန်တော်တို့ဒီ channel နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောစရာလေးရှိလာတယ်ပေါ့နော်ရှိလာတာဗာလဲဆိုတော့အဓိကကျွန်တော်တို့ဒီဗီဒီယိုအပြည့်စုံကိုကျွန်တော်တို့ဒီ YouTube မှာပဲကျွန်တော်တို့တင်ပါတယ် YouTube မှာပဲတင်ပါတယ် Facebook မှာလုံးဝဗီဒီယိုအပြည့်စုံမတင်ပါဘူးနော်ကျွန်တော်ဗီဒီယိုအပြည့်စုံ Facebook မှာတင်နေပြီဆိုလို့ရှိရင်တော့ဒါဟိုအနည်းနဲ့အများတော့အာမပေးတင်ဘူးဆိုတဲ့ဟာလေးကိုကျွန်တော်ကဟိုဟိုကဖြစ်ရှင်းတာပေါ့နော်ပြောချင်တာပေါ့ ဘာကြောင့်လဲဆိုတော့သူပြရဲ့ content နဲ့ပေါ့နော်ဒီကျွန်တော်တို့ video reaction လုံးလာရတယ်လူလုံးထွက်ပြပြီးလုံးလုံးမယ်ဆိုရင်ရတယ်လူကိုရုပ်ထွက်ပြပြီးတော့မှကျွန်တော်တို့ပြောတဲ့ဟာကိုဘယ်နာတော့ဘယ်လိုပြောသွားတယ်ဒါတော့ကျွန်တော်ကဘယ်လိုယူဆတယ်ဘာညာအဲ့ဒါကို reaction လုံးမယ်ဆိုရင်ရတယ်ကျွန်တော်တို့ကလူလုံးထွက်ပြတဲ့လူကျွန်တော်တော်လှန်ရေးဘက်ကလူတွေယူသုံးမယ်ဆိုရင်လက်ခံတယ်ဘာဖြစ်လို့အဲ့မှာ page ကြီးအမျိုးမျိုးကနာမည်မျိုးမျိုးနဲ့ဖွင့်ထားရဲ့ဆရာကြီးကဖွင့်ထားပြီးတော့မှအဲ့ဒီနောက်ွယ်ရကောင်ကဘယ်လူမှန်းလဲမသိဘူး တင်းတစ်ခုရှိရင်ရှိမယ်ဒီတင်းကရောဒီရတဲ့ဟိုပါဘောမူတီးပြီးတော့မှဘလို့တွေလုံနေတာလေဥပမာစစ်ကောင်စီဘက်ကောင်နေဆိုရင်ဘလို့လုံမလဲဟုတ်တယ်နော်ဒီလိုမျိုးဟိုကလုံပြီးတော့မှကျွန်တော်တို့တင်းတွေကိုစင်စဲမပြတ်ကြည့်ပြီးတော့မှဟိုဝင်ငွေရှာတဲ့ပုံစံမျိုးလုံနေရောဘလို့လုံမလဲပေါ့နော်ကျွန်တော်ဒါလေးကိုတွေးမိတာပါအဲ့တော့ Facebook မှာတုံးဆွဲတာလေကျွန်တော်မတုံးဆွဲနဲ့လို့မပြောပါဘူးတုံးဆွဲလို့ရပါတယ်ဒါပေမဲ့ reaction လုံးတယ်ဆိုရင်တော့ရတယ်အဗီဒီယိုပြည့်စုံကိုတချို့ page တွေက တ်ပုံတွေဆယ်လီတွေမှန်သမျှပုံတွေယူတင်တယ်ဓာတ်ပုံတွေယူတင်တယ်သူတို့ရဲ့ဗီဒီယိုဖိုင်တွေယူတင်တယ်သူတို့ရဲ့ကိုပိုင်ကွန်းတန်းညာဘာမှမရှိဘူးကိုပိုင်အားထုတ်မှုဘာရှိလဲဆိုဘာမှမရှိဘူးကိုပိုင်အားထုတ်မှုဘာမှမရှိတဲ့အခါကျတော့ဒီတိုင်းလေးပဲဘယ်ချိန်တင်ပြီးတင်မလဲစောင့်နေတာပေါ့နော်ဘယ်သူကဘာတင်မလဲစောင့်နေစောင့်ပြီးွားတင်လိုက်တာနဲ့ကောက်ပြီး download ဆွဲလိုက်တယ်ဆွဲပြီးွားနဲ့ဘတ်ဆိုသူစီမှာခေါင်းညီပေးပြီးတော့မှကောက်တင်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့ဒါကြတော့ကျွန်တော်တို့ ဟိုဘယ်လိုပြောရမလဲဆိုအားပေးတဲ့ပြည်သူလူထုအနေနဲ့လည်းဓာကြီးကိုချိန်ပေးပြီးတော့ကြည်တာတို့ဒီသူ့အတွက်ချိန်ပေးရတာတို့ဖုန်းပေးပေးရတာတို့ wifi ဆိုလဲ wifi ပေးရတာတို့ဒီလိုမျိုးတွေပြည်ပြည်သူလူထုတွေနင့်နာတာပေါ့ဗျာနင့်နာတယ်ပေါ့နော်ဒီလိုလေးဆိုလိုချင်တာပေါ့အဲ့တော့ဥမာကျွန်တော်တို့ platter တို့ဘာတို့ရှိတယ်ဒါဟိုသူတို့ဆိုရင် reaction ပြန်လောက်တာဒါမျိုးကတော့ကျွန်တော်တို့ဒါလက်ခံတယ်ရုံရုံလုံးထွက်ပြပြီးတော့မှလောက်တဲ့လူတွေဒါ online ဘက်ကလူတွေဖြစ်တဲ့အတွက်သူတို့မှာကိုပိုင် content ပါတယ် ဘာလို့ကျွန်တော်တို့ဟာ reaction ပြန်လုပ်ဖို့လေတို့မှာဒါကိုပြည်စုံနားထောင်ရတယ်ပြီးပြန်စဉ်းစားရတယ်စဉ်းစားပြီးတော့မှတို့ပြောဖို့အတွက်လှုပ်ရတယ်ပေါ့နော်အဲ့တော့ဒီလိုဒီလိုဟာမျိုးဆိုကျွန်တော်လက်ခံပါတယ်အဲ့တော့ဘာမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဟာကြီးအကုန်လုံး download ဆွဲပလိုက်တယ်ပြီးတော့အကုန်လုံးပြန်တင်တဲ့ဟာကြီးကတော့ဟိုအဲ့ဒီ page ကြီးအနေနဲ့လဲကျွန်တော်တို့ကတော့တခုတော့မြစ်တာရက်ခံနေတာပေါ့နော်အဲ့တော့ ဟိုတခုခုလေးတော့ပြန်စဉ်းစားပြီးတော့မှကိုပိုင်ကွန့်နက်လေးတော့လုံးစီခြင်းတယ်ဗောနော်အဲ့တော့သူများဟာဟိုလုံးမဲ့အစားဗောနော်သူများဟာလုံးမဲ့အစားဒီလိုမျိုးလေးလုတ်ပေးပါလို့လေကျွန်တော်တို့ကအဲ့ဒီ page တွေကိုမြစ်တာရက်ခန့်ခြင်းနေပေါ့နော်အဒါတပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ထုံးတန်နိုင်တာနေ့စဉ်ထူးခြားသတင်းတွေကကျွန်တော်ညီကိုနှစ်ယောက်တင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာကြီးထူးခြားသတင်းတွေလုတ်ပါဟိုရခိုင်နဲ့ဘကိုးရုံကအဆက်မှာရှိတဲ့ကျွန်တော်တို့ဆင်လန်စခန်းပေါ့နော်အဲ့ဒီစခန်းကိုရိတ်ခါလာပို့တဲ့စစ်ကောင်စီ အင်အား90ကျော်ကျွန်တော်တို့ AA နဲ့တော်လိုင်းပူပေါင်းအဖွဲ့တွေကနေမှလျက်တပြက်တိုက်ခိုက်တာပေါ့လျက်တပြက်တိုက်ခိုက်တဲ့အချိန်မှာပဲစစ်ကောင်စီဘက်ကဒါ၁၀ဦးတေသွားတယ်လို့သိရတယ်စစ်ကောင်စီအနေနဲ့လည်းဒီအဲပကိုးရုံးမအတွင်းရောခုနမကွေးတိုင်းအတွင်းရောပေါ့နော်လျက်တပြက်တိုက်ခိုက်ရတာနဲ့ကြားဖြတ်တိုက်ခိုက်ရတာနဲ့ရှုံခိုးတိုက်ခိုက်ခံရတာနဲ့အမျိုးမျိုးတိုက်ခိုက်ခံရတာအခံပတ်ကြည်ရပဲလို့ ဟိုတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ဗောနောဟိုကျွန်တော်တို့ရခိုင်ပြည်နယ်ထဲမှာကအခုမိုးကုတ်ကဲ့သို့ဗောနောမိုးကုတ်ကဲ့သို့ပြန်ပြီးတော့မှတောင်းလို့မရတဲ့နေရာတွေဖြစ်နေပြန်ရောဗောနောဖြစ်နေတဲ့အခါကျတော့ရှစ်ခေါင်စီကလည်းဘလို့မှဒါနှစ်နဲ့ချီးနေပြီပြန်တိုးနေတာဘလို့မှလည်းတိုးမပေါဘူးအထောက်ချောက်ကတော်တော်ပွဲပြက်နေတာဗောနောတော်တော်ပွဲပြက်နေတာကျွန်တော်လည်းအမြဲတမ်းဒါအခါတော့အေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်း ြောပြောပြတယ်ဗောနော်ဘလို့မှတိုးမပေါက်တော့ဘူးတိုးမပေါက်တော့တဲ့ခါကျတော့ဒုက္ခတော်တော်ရောက်နေတာဗောနော်ဆရာကြီးတောင်ဟိုနေ့ကပြောသေးတယ်ရခိုင်ရခိုင်ရောက်သွားပြီတေတေသွားပြီဆိုတဲ့ခါကျမှလာပြီးတော့အကြောင်းကြားတယ်တေတေပစီဖို့ကွာဟုတ်တယ်မလားအဲ့ဒီခါကျမှဆိုတော့ဒါပေမဲ့တခုဟိုဟာဖြစ်တာကလည်းကျွန်တော်တို့ကအဲကျန်တဲ့နေရာမှာတော့တာတော့ကတော့တာသလိုနေခဲ့ပြီးတော့မှရခိုင်ပို့ခံရမယ်ဆိုတဲ့ခါကျမှဆက်သွဲလာတဲ့လူတွေလည်းရှိပြန်ရောဗျာတိရ ပြီးလို့ရှိရင်နောက်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ကပြောတယ်ပါစမဖြစ်အောင်လို့ရှောင်မှာရှောင်မှာကျွန်တော်တို့ကဘလို့နီးလဲနေနေရှောင်ရမယ်နီးသားဒေါ်လိုင်းတက်ဖွဲ့နေချိတ်ဆက်ပါချိတ်ဆက်ပြီးတော့မှဒေါ်လိုင်းတက်ဖွဲ့တွေစီကိုရအောင်သွားပါဆိုတဲ့ဟာပြောတော့ကျွန်တော်တို့ပြောတဲ့ဟာကအလဟဒဖြစ်တယ်ဗောနော်အလဟဒဖြစ်တယ်ဒါပေမဲ့ပါစတွေကိုရောက်သွားကမှကျွန်တော်တို့လာဆက်သွဲတယ်ရောက်သွားပြီးလောက်ပါအောင်ဘယ်တက်မှာ ဟိုဘက်တက်ကိုပါသွားတယ်လို့ဘလို့ဟွာဖြစ်တယ်လို့ဆိုတဲ့အခါကျမှကျွန်တော်တို့ကအဲ့ဒီတက်ထဲလိုက်ပြီးတော့မှဟိုဂုံးဆွဲပြီးလိုက်ထုတ်ရမလို့ဖြစ်နေတဲ့အနေထားမျိုးပေါ့နော်အဲ့တော့စောစောစီးစီးတွေကဟိုဟွာဖြစ်စေခြင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့ဒါရခိုင်မျိုးနင်းတာနဲ့ရခိုင်မျိုးအဆက်ကိုရောက်တာနဲ့ဟိုဘလို့ပြောရမလဲတမလုံးပို့ပေးနေတဲ့အနေထားမျိုးအထိအဲ့ဒါတော်တော်တင်းတင်းမာမာ ိုက်ခိုက်ထားနိုင်တာကိုလည်းတွေ့ရတယ်ဗောနော်အဲ့လိုတိုက်ခိုက်ထားနိုင်တာကြောင့်လည်းဒါနောက်ဒုတိယအပုပ်လေးကျွန်တော်ဆက်ပြောလိုက်ပါအဲ့လိုတိုက်ခိုက်ထားနိုင်တာကြောင့်ပဲကျွန်တော်တို့ညာကြီးချိန်မတော်တို့မနက်ခင်းစောစောတို့ပြည်သူလူထုအိမ်မောကြနေတဲ့အချိန်တို့နော်နေ့ရက်တစ်ပြည့်တက်ပြီးတော့မှကျွန်တော်တို့လေရင်နဲ့တက်ပြီးတော့မှဘုံကျဲတာကြီးလဲဒါကြောက်တော့မှဆိုရင်เนาะတော်တော်ဟိုမြင်ငွေဆိုးဆိုးပေါ့เนาะကလေးတွေအားစပြည်သူခုနှစ်ဦးတည်ပြီးတော့၁၀ဦးကတော့ ဒါပြင်းထန်ဒဏ်ရာရတယ်ဗောနော်အဲ့ဒီတော့ခုနကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာစစ်ကောင်စီအနေနဲ့အထိနာနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူကိုပဲဒါစစ်တပ်အနေနဲ့မဲပြီးတော့ဗောနော်ပြည်သူကိုပဲပုံကျဲနေတာအခုလက်ရှိပုံကျဲနေတဲ့ leader scan ဌာနချုပ်တွေကလည်းများသောအားဖြင့်ကျွန်တော်တို့မကွေး leader scan ဌာနချုပ်နဲ့ဒါပတ်သိမ်း leader scan ဌာနချုပ်ဗောနော်အဲ့ဒီရှေ့မှာလည်းကျွန်တော်တို့ဒါဟိုအခါခါအထက်ထက်အခါခါပြောခဲ့ပြီးပြီဗောနော်ဘို့ ဟိုဦးနဲ့ကျွန်တော်တင်ရှိမှာဆို L410 ရတော့ရောက်တော့ဟာဆိုလဲကျွန်တော်တို့ကြိုတင် information တွေပေးပြီးပြီเนาะဒီ L410 ငါနေပတ်သက်လေးတဲ့ scan ဌာနကြုံမှာဒါအုပ်ဖွဲ့ပြီးတော့လေကြောင်းတိုက်ခိုက်ဖို့အတွက်ဒါရခိုင်ပြည်နယ်ကိုပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ထားတယ်ဆိုတာကိုလဲကျွန်တော်တို့ရှိမှာထထက်ခါခါအဲ့ဒါတတိပေးပြောထားတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်လို့ကျွန်တော်လဲဟိုမနေ့ကတခုလေးပြောခဲ့တာပေါ့เนาะရဲကျွန်တော် စခန်းတွေသိမ်းပြီးတဲ့အခါမှာမီးရှို့ဖျက်ဆီးတာတွေမလုပ်ခွင့်နဲ့အဓိကကိုရီးယားဆိုရင်ညအောင်ယူဖို့ဆိုတဲ့ဟာကကျွန်တော်တို့တော်လိုင်းဘတ်တော်သားတွေရဲ့မိသားစုတွေကအချင်းချင်းခါခါချင်းချောက်ခံရတယ်ဗျ။ဟုတ်နော်အသက်အန္တရာယ်ကိုတခြားအန္တရာယ်မျိုးစုံဗျာအန္တရာယ်မျိုးစုံချင်းချောက်ခံရနော်မျိုးစုံပါတချို့ဆိုရင်ဒါဝေမန်နီယာနေငွေလွှဲထားတဲ့ဟိုဟိုဟာတွေ့လို့ဆလစ်တွေ့လို့ နော်တော်တော်လိုင်းထောက်ဖို့ဆိုကြရမှာတခါထောင်ချတာနဲ့ဒီဟိုဟို KB ကနေလွှဲမိတဲ့ဟာကဒါဟိုဟာဖြစ်တာနဲ့ပေါ့နော်မိသားစုဝင်တွေကအများကြီးကျွန်တော်တို့မိသားစုဝင်တွေအများကြီးချင်းရောက်ခဲ့အခုဆိုလို့ရှိရင်လည်းဒါပုံကျတာဆိုလို့ရှိရင်လည်းမိသားစုဝင်တွေကိုပဲမိသားစုဝင်တွေပဲအရသားတွေပဲအဲ့ဒီမှာဒါအာရခတ်တော့ A ရဲ့တပ်ဖွဲ့ဝင်တွေအခြေဆိုင်ရနေရာလဲမဟုတ်ဘူးဒါဒီတိုင်းပဲအပြည်သူလူထု နေတဲ့နေရာပေါ့เนาะအရခတဲ့တော့တိမ့်ပိုက်ထားတာတော့မှန်တယ်เนาะအဲ့တော့ဟိုမြောက်ပေးနေတဲ့လူလည်းမြောက်ပေးနေတာပေါ့เนาะအဲ့တော့ထွန်းမြတ်နိုင်ဘယ်နေရာမှာရှိလဲရှိတဲ့နေရာတပီလုံးဘုံကျဲပြည့်လို့ဟိုဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုပြီးတော့မှဒါစစ်ကောင်စီဟိုအမဲသားကျွေးနေတဲ့ယူကိုအမဲသားကျွေးနေတဲ့ကောင်တွေကလည်းရှိပြန်အောင်ပေါ့เนาะရှိတဲ့အခါကျတော့အပြည်သူလူထုကကျွန်တော်တို့ကအဲ့ဒါကြောင့်မလို့အမြဲတမ်းအကြံပြုပါတယ်ကျွန်တော်တို့နီးစက်ရနေရာလေးမှာမိသားစု ဘုံခိုချင်းလေးတွေတူးကြပါတူးကြပါဗောနော်တူးကြပါတူးကြပါဗောကျွန်တော်ဆိုရင်တရားမောတော်ပဲရှင်ရန်သွားတဲ့အချိန်မှာကျွန်တော်ပထမတညကြုံလိုက်တယ်ဝိုင်တွဲလာတယ်ည7နာရီကျော်ကြီးလာကျဲည7နာရီကျော်လာကျဲအဲ့တော့ဒီကောင်နောက်နေမှာလဲထပ်ပြီးတော့မှလာနိုင်ပါပဲအဲ့တော့ line နဲ့တစ်ချိန်မဟုတ်တစ်ချိန်တော့ငါငါပေါ်တော့ကျဲပြီးတော့မှာပဲကျဲပြီးတော့မှာပဲဆိုစဉ်းစားပြီးတော့ကျွန်တော်ဘာလုပ်လဲနောက်ဆုံးကျွန်တော် ကျင်းထဲမှာပခက်ဆွဲပလိုက်တယ်ကျင်းထဲမှာပခက်ဆွဲပြီးတော့အဲကျင်းထဲမှာပဲတခါတည်းပခက်ဆွဲပြီးတော့မှအိအိအိပလိုက်တော့တယ်ပြီးတော့အဲ့ဒါညစတိခွဲစနစ်လောက်ကြလာပြီးပြီးဆိုပြီးတော့လာပြီးတော့မှကျဲတယ်ကျဲပြီးပြန်သွားပြီးဆိုမှလွတ်လွတ်လပ်လပ်အပေါ်မှာပြန်ပြီးတော့မှခြေကင်းလက်ကင်းဆန့်ပေါ့နော်အပေါ်မှာပြန်ထွက်အိလည်းအိတယ်ပေါ့ဒါပေမဲ့တခါလေကြလည်းကျင်းထဲမှာပဲပြီးတော့ကတခါတည်းစအိပလိုက်တော့မှဆိုပြီးတော့မှအဲ့လိုမျိုးအိလိုက်တဲ့အခါမျိုးလည်းရှိတာပေါ့အဲ့တော့မိသားစုဘုန်းကိုကျင်းလေးတွေတော့ဟို တူထားတင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကြီးပေါ်တက်တဲ့ကြရင်တော့ကျွန်တော်လဲကျွန်တော်ဝေးတဲ့ကြီးအောင်ဒီ120တန်ခံနိုင်လားဆိုတော့တစ်လုံးနှလုံးတော့ခံရမှာပေါ့ဗျာ။ဟုတ်။အများကြီးအဆူလိုက်ပြုံလိုက်ကြီးကြီးပေါ်တက်တဲ့ကြီးကြရင်တော့ကျွန်တော်လဲကားပြီပေါ့ဘယ်ခံနိုင်မှာ။ဒါမျိုးဆိုရင်တော့ဒါကိုတေမင်းကကိုခေါင်းပေါ်တက်တဲ့လာတာ။အဲ့ဒါတော့လုံးဝမတက်နိုင်ဘူး။ဒါပေမဲ့တခြားနေရာမှာကြာရောက်ပေါက်ကွဲတဲ့စပန်နာသားကကိုလာထိတာကြီးတော့မဖြစ်အောင်လို့ဥမာ ျင်းရဲ့အပြင်မှာပြင်ပကြိုက်တဲ့နေရာမှာကွဲပါစေကျွန်တော်မထီအောင်တော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုမထီအောင်တော့တော်လိုင်းတက်ဖွဲ့တွေအကုန်လုံးကဒါကျင်းလေးတွေတခြားဟိုဖြစ်ပြီးတော့မှအဲ့တော့ကျွန်တော်ခဏရပိုင်းလေးစစ်တိုက်တဲ့လူတွေလာပိုင်းလေးစစ်တိုက်တဲ့လူတွေတော့လာပိုင်းရပိုင်းလာပိုင်းဆိုတာဒီလိုမျိုးဒီတနေရာကိုပြောတာနော်အကျန်တဲ့နေရာကိုပြီးရင်ရွှေ့ရမှာပေါ့နော်အဲ့တော့အဲ့လိုလူမျိုးတွေတော့ကျင်းတူးပြီးဆိုဒီနေရာမှာနေနေဆတူကနေလူကနေမဲ့ပြည်သူလူထုနေနေရတော့ကျင်းရတော့လုတ်ကိုလုတ်ထားတဲ့နေပြအဲ့ဒီဟာလေးတော့ကျွန်တော်ကတကယ် အမြင်နဲ့လည်းကျွန်တော်အကြံပေးပါတယ်ဟိုကျင်းတူးတင်တယ်ကျင်းတူးတင်တယ်ကျင်းလေးတူးပြီးတော့မှအဲအဲ့ဒီကျင်းထဲမှာကိုမိသားစုညာဘက်ဆိုရင်မီးလင်းရောင်ကြောင့်တခုအနေဖြစ်မှာဆိုလို့ရှိရင်ဖျောင်းနိုင်မီးလေးနဲ့ဟောတော့မှဖျောင်းနိုင်မီးလေးနဲ့ဟိုဖြစ်ပြီးတော့မှဒီကျင်းလေးထဲမှာမိသားစုအိတ်ဆက်တဲ့အခါမျိုးကြလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဟိုကောင်းပြောင်းတော့အေးရတယ်ဗျာအေးဆေးအေးရတယ်ဟာလေရင်တန်းကြားလို့ရှိရင်လည်းတချက်ဟိုဟာဒီထကြည့်တာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်တတိပေးတာတို့ဘာလို့ပြီးရင်ကျင်းကို ကျွန်တော်တို့အထက်တဲ့ဝင်ကဘာပုံတိုင်းပေါ့နော်ခွေပြီးတော့မှတူးလို့လည်းရတယ်ပေါ့နော်ဒီဟာလေးတွေလည်းကျွန်တော်ကပြုလို့စေချင်ပါတယ်ဆိုတဲ့ဟာတော့အကြံပေးချင်တယ်ပေါ့နော်ဟုတ်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ KNP နဲ့အတွင်းပေါ့နော်မင်းလက်ပံမှာကျွန်တော်တို့ KNN လေးရတဲ့ဒီမှာ DGPA တက်ဖွဲ့တွေကိုအထိန်သိမ်းထားတာအောင်မှပြန်လွတ်လိုက်တယ်ဆိုတော့သတင်းတွေ့တယ်ပေါ့နော်အဲဒီနောက်ပိုင်းမှာပဲကျွန်တော်တို့ဒီနိုဝင်ဘာလ29ရက်နေ့မှာပဲဒီ DGPA ကနေဒီမှာကျွန်တော်တို့ flu နဲ့ဟောလီလမ်းပိုင်းကို ပြန်ဖွင့်နေဆိုတော့တရင်တစ်ခုလည်းတွေ့ရတာပေါ့ဟုတ်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဟို Cobra စစ်ကြောင်းကစစ်ကြောင်းတက်ကစစ်ကြောင်းမှုပေါ့နော်ဒါဘူစောကောကလည်းဒါလေးနဲ့ပတ်သက်ပြီးတော့မှ line ပေါ်မှာရေးပြီးတော့မှတင်ထားတယ်ပေါ့နော်စစ်ကောင်စီကမောင်ကျော်တွေကိုဘလို့ပဲတွေးခွဲတွေးခွဲပေါ့နော်မောင်ကျော်တွေကတွေးမခွဲပါဘူးတွေးမကွဲပါဘူးပေါ့နော်အချိန်တိုင်းဒီလိုပဲဖြစ်ရမှာပေါ့ဆိုတဲ့ဟာပေါ့နော်အဲ့တော့ ကျွန်တော်တို့ကတော့ဖြစ်စီရင်တာတော့စီလုံးစီရင်တယ်စီလုံးစီရင်တယ် KNN ကအခုဒီ KNN ဘိုတခွားသီးတို့ရဲ့ဒါဟိုဟာဟိုကြားဖြန့်ယုံဝင်ပြီးတော့မှစီးတယ်ဝင်စီးပြီးတော့ဒါဒီ KNN တက်ဖွဲ့ဝင်တရားကြောဒါဖန်စီထားတယ်ဗောနော်ဖန်စီထားတယ်ဖန်စီထားတဲ့ခါကျတော့ဘာဖြစ်မလဲဆိုတော့ तू ကဟိုအချင်းချင်းဟိုရန်ဖြစ်ဖို့အတွက်လမ်းသာတွေတွားပြီးတော့မှဖြစ်လာအောင်ဗောနော်ဖြစ်လာတဲ့ခါကျတော့တခါ DKB ရဲ့စာပြန်ထုတ်တယ် ငါငါတို့ပိုင်တဲ့လမ်းကိုလမ်းမဟုတ်ဘူးငါတို့ဆုံးမထားတဲ့လမ်းမဟုတ်ဘူးမင်းတို့တယောက်မှမလာနဲ့လာမယ်ဆိုရင်ကြိုပြီးတော့တရင်ဖို့ပါညာဆိုတော့ဒါကတယောက်နဲ့တယောက်နည်းနည်းဆောင်လာတဲ့သဘောပေါ့နော်အဲ့တော့ဒါဒီကနေဆက်ပြီးတော့မှတင်းပါမယ်ဆိုရင်တော့တယောက်နဲ့တယောက်ကတိုက်ပွဲတွေဖြစ်ပွားတဲ့အထိဖြစ်လာနိုင်ခြေရှိတာနေပြီးတော့မှဒါ KNN တွေကအယောက်တရာကျော် DGB ရဲ့အယောက်တရာကျော်ပြန်လွှတ်ပေးလိုက်တယ်ပြန်လွှတ်ပေးလိုက်ပြီးတော့ DGB ရဲ့လည်းငါငါတို့လမ်းမိုင်းငါတို့ပြန်ဖွင့်ပေးပြီလွတ်လွတ်လပ်လပ် အသွားလို့လာလို့ရတယ်ဆိုတဲ့ဟာကအချင်းချင်းတကယ်သာခရင်လက်နက်ကင်တပ်ဖွဲ့တွေအကုန်လုံးဒီနေ့စီယုံမနှက်ပြန်ကင်ပြီးနေလွတ်မြောက်တယ်ဒီနေ့စီယုံမနှက်ပြန်လွတ်မြောက်တယ်ချစ်ကောင်စီဆိုတာအဲ့ဒီဒီကင်ပြီးနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ကင်ပြီးနေတဲ့မှာရှိနေတဲ့အရေးအတွက်ကိုချိန်ကြည့်ဆယ်သားတစ်စားလောက်ရှိတယ်ဆယ်လေးတစ်လေးလောက်ရှိတယ်နော်ဒါပေမဲ့တကယ်တိုက်တဲ့လူကနေပြီးတော့မှမတိုက်တဲ့လူက များနေတာပေါ့နော်များနေတာများနေတဲ့ခါကျတော့မတိုက်တဲ့ဘက်ကသွားပြီးတော့မှအလေးသာနေတယ်အလေးသာနေတဲ့ခါကျတော့ကျွန်တော်တို့ကပြက်ပြက်သားသားအလုပ်လုပ်ရမယ့်နေရာတွေကစီလို့ပေါင်းလို့လုံးလို့မရဘူးပေါ့ဗျာရန်သူနဲ့မိမိနှစ်မျိုးတည်းသာဒီနေပြည်မှာရှိမယ်ဆိုကျွန်တော်အညာတို့ပါဆိုရှင်းတယ်တော်လိုက်တက်ဖွဲ့နဲ့ချစ်ကောင်စီနဲ့နှစ်မျိုးပဲရှိရဲချစ်ကောင်စီဘောမာနဲ့ပြူတော်တိပါညာကောင်နဲ့နှစ်မျိုးပဲရှိရဲငါငါလဲငါတို့တက်ဖွဲ့မဟုတ်တဲ့ကောင်မှန်သမျှအကုန်တိုက်ထုတ်ပြလို့ရတယ် ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ပြည်ပြည်နယ်ထဲမှာအဲ့လိုမျိုးမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ KNU KNN APC အပြင် KNA လို့ခေါ်တဲ့ BG ကအပြင် DKBA နောက်ပြီးရင်ကျန်တဲ့တချို့တချို့အဖွဲ့တွေကတခါရှိနေပြန်အောင်ပေါ့နော်ရှိနေတဲ့အခါကျတော့ကျွန်တော်တို့ဒီလိုမျိုးလေးဟိုဟာဖြစ်မဲ့အစားစီးတီးလုံးလုံးနဲ့ဒီနေ့စီးလုံးရင်မနေ့ပြန်လုံးမြောက်တယ်ဆိုတော့တကယ်အမှန်ပါဟိုနည်းနည်းတော့ကြံတဲ့တချို့အရင်နီးရတော့ရင်းနီးရမှာပေါ့ဗျာအရင်နီးရတော့များရင်များလိမ့်မယ်ပေါ့နော် ဒါဝင်းကြီးဟိုဝင်းကြီးကျောက်ဖြစ်တဲ့ကျွန်တော်မန်ဝင်းခိုင်တန်းပြောသလိုပေါ့နော်ကျွန်တော်တို့ဒေါ်လိုင်းရဲ့အရင်းအီးများတယ်အရင်းအီးများတဲ့အတွက်ကျွန်တော်တို့ကအမြန်များများရဖို့တော့လိုတယ်ဆိုတော့ပြောတဲ့ဇာတ်ကားကတော့ဒါသူပြောတာကစီးပွားရေးတစ်ခုလိုပုံစံမျိုးအဲအောက်မှာတော့ဝိုင်းပြီးတော့မှ comment တွေဝိုင်းရေးကြတယ်ပေါ့နော်စီးပွားရေးတစ်ခုလိုအတွက်ချက်ပြီးတော့မှအဲပြည်သူလူထုကပြန်ပြီးတော့မှခွန်းတုံးပြန်ရေးသားတာရှိတယ်အမှန်တကယ်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ရင်းနှီးထားတဲ့အသက်သွေးချွေးပေါင်း ြည်သူလူထုရဲ့ဘန္နာငွေပေါင်းပြည်သူလူထုရဲ့ချွေးနှဲစာပေါင်းများပါတယ်ပေါ့နော်အဲ့ဒီအတွက်ဒီဟာနဲ့ထိုက်တန်သောလွတ်လပ်ခြင်းเนาะထိုက်တန်သောတရားမျှတမှုเนาะထိုက်တန်သောဒီမိုကရေစီတစ်ခုကိုပြန်ရမှာဖြစ်မယ်အဲ့တဲ့ကြော်လွန်ရရင်တော့ပိုကောင်းတာဗောဆိုတဲ့ဇကားကိုဒါဝင်းကြီးချုပ်ကဆိုလိုတာပါကျွန်တော်တို့တခွာကို ဟိုအဟိုအရင်နီးများတယ်အများများမှရမယ်ဆိုတဲ့ဟာကကျွန်တော်တို့ဟိုအလူငွေဟိုတို့ဟိုဟာတို့တရားတို့ဆိုလိုတာမဟုတ်ဘူးပေါ့နော်အဲ့ဒီတိုင်းပဲကျွန်တော်တို့တကယ်သာကရင်ကရင်လက်နက်ကိုင်တွေတကယ်စီးအောင်မယ်ဆိုလို့ရှိရင်ဆောင်းနာကျွန်တော်ပြောလို့အရင်နီးရတော့များတော့များသွားနိုင်တယ်ပေါ့အရင်နီးဆိုတာအသက်တွေလည်းဖြစ်ဖြစ်သွားနိုင်တယ်စီဝိုင်းလေးလည်းဖြစ်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့တခုခုတော့ကျွန်တော်တို့ချပြီးတော့ရင်းရမှာပဲပေါ့နော်ဒါတွေကနောက်နောက်ပြန်ပြီးတော့မှ လုပ်လို့ရတဲ့အရာတွေပါပေါ့နော်ပြန်ပြီးတော့တိဆောက်လို့ရတဲ့အရာတွေပါတချို့ကအညာဘက်ကပြည်သူလူထုပြောလို့ငါတို့ကမြေကြံရပြီငါတို့ကငါတို့တော်နိုင်ပြီးတဲ့တနေ့မှာပြန်ပြီးတော့လုံခြုံစားတော့မယ်လို့ပြည်သူအောင်ဒီလိုဆုံးဖြတ်ချက်ချနိုင်ရင်နော်တိန်းထောင်ပေါင်းများစွာတောင်ပေါင်းများစွာတိန်းကိုတိန်းပေါင်းများစွာချမ်းသာတဲ့လူတွေကတော့ဒါမျိုးကတော့စဉ်းစားတင်တယ်ပေါ့နော်အဲတော့ပိုင်ဆိုင်မှုကို တဏျာရွှေ့ပြီးတော့လဲလှုပ်လို့ရပါတယ်ဗျာเนาะအဲ့လိုလေးပြောရှင်းတာအကြံအကြံပေးတာပါเนาะဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါပကိုးတိုင်းပေါ့เนาะပကိုးတိုင်းပေါင်းတဲ့မြို့နယ်တွေကအဲကြောက်ကြီးတောင်အကြံဖတ်စစ်တက် gate scan ကိုတော်လိုင်းတက်ဖွဲ့တွေရတဲ့အိမ်မှာ sniper တို့လက်နက်ငယ်တို့နဲ့ပြက်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်စကောင်းစီဘက်ကနှစ်ဦးကျသွားတယ်ဆိုတော့တရင်တစ်ခုလည်းတွေ့ရတယ်ပေါ့เนาะဟုတ်အဲ့တော့ဟိုဟိုပါပေါ့ကျွန်တော်တို့၄နှစ် ဝင်းကျင်လောက်ထိရလင်းနှင်းလင်းနှင်းကြော်ကြော်လောက်ထိရကျွန်တော်ဘိုးတိုင်းနောက်ချမ်းတကယ်ကိုဟိုတိတ်မြုပ်ပျောက်ကွယ်နေတယ်လို့တော့ပြောလို့ရတယ်ဗောနော်ဘာလို့ဒေါ်လာရင်းမှာလူ၁၀ရောက်မှမှတနက်၃လက်တို့အဲ၃လက်မှမှနှစ်လက်ကမောင်းပြန်တယ်တစ်လက်ကမောင်းမပြန်ဘူးဆိုတော့ဟာမျိုးတွေနဲ့ဘကိုးနောက်ချမ်းကချစ်ကောင်စီကိုယင်ဆိုင်ခဲ့ရတာမပြည့်မစုံနဲ့မပြည့်မစုံနဲ့ဗောနော်ဆိုလိုချင်တာအဲ့တော့ရိတ်ခါ Sunday ရောက်ဖို့3နာရီလောက်ထန်းတင်ရတာတို့4နာရီလောက်ထန်းတင်ရတာတို့ဆိုတဲ့နေရာမျိုးတွေစစ်ကောင်စီကစစ်ကြောင်းထိုးလာလိုက်ကိုယ့်ရဲ့စခန်းလေးကတီဆောင်းရင်းနဲ့ထားခဲ့ပြီးတော့မှတခြားတဲ့နေရာကိုလုံခြုံတဲ့တဲ့နေရာကိုပြောင်းရွှေ့လိုက်ရတဲ့အဲဒလန်ကြောင့်သတင်းပေါက်တာနဲ့တစ်ခုတ်သမားကြီးကြောင့်သတင်းပေါက်တာနဲ့ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးလိုက်လိုက်ပြီးတော့မှရွှေ့ရတဲ့အနေထားမျိုးတွေကလည်းရောက်နေပြန်အောင်ပေါ့နော်ရောက်တဲ့အခါကျအခုဆိုရင်ဒါအောင်မွေးတွေဆက်လာတဲ့ ဘကိုးနောက်ချမ်းလို့တော့ကျွန်တော်ကဒါနာမည်လေးတော့ပေးပေးလိုက်ခြင်းသေးရောဘာလို့လဲဆိုတော့ဗိုတိန်နိုက်တို့အဖွဲ့ကနေစလိုက်တာပေါ့နော်ဗိုတိန်နိုက်တို့ဆိုတာလက်နေတွေအများကြီးနဲ့ဒါကောင်းနေခွေးပြီးဝဲပြီးပြီးရဗိုတိန်နိုက်တို့ပြီးွားရင်တခါ KTB မှာ ဝင်ပစ်လိုက်တယ်နော်ပြီးရင်ဟိုမှာမျိုးဝင်ကိန်းမှာဝင်ချပလိုက်လို့ဟိုမှာရဲရဲတကောင်မြောင်းထဲမှာငိုတို့ကြီးခေါင်းကြီးစိုက်ပြီးတော့မှဖေးရပြီးလို့ရှိရင်ဟိုနေ့မနေ့ရပဲကျွန်တော်တို့ဒါနက်တလင်းကဓမ္မငယ်အဲရဲစခန်းတို့ရဲကင်းတို့ဘာတို့တွေဝင်ပြီးတော့မှတိုက်ခိုက်ပြီးတော့မှ မီရှုပ်လိုက်တာတွေနော်ပြီးရင်ကျွန်တော်တို့ဟိုဘက်ဟိုပေါခေါင်းဘက်မှာဆိုလို့ရှိရင်လည်းဒါပြီးခဲ့တဲ့အဲလာပိုင်းတော့ကြာပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကားကိုမီးလောင်အောင်လုံနိုင်တယ်ပေါ့နော်ကားကိုမီးလောင်အောင်လုံနိုင်ပြီးတော့မှကားမီးလောင်သွားတဲ့အချိန်မှာတရတဲ့တနက်ကိုကျွန်တော်တို့ဝလုံးနဲ့မြောင်းထဲမှာဝလုံးနဲ့ဆွဲယူရတာပေါ့နော်တနက်ဘလောက်ထိလိုအပ်နေလဲဆိုအဲ့တော့တဖြည်းဖြည်းနဲ့တော့အဲ့ဒီကဘက်ကအဖွဲကြီးကတော့တဖြည်းဖြည်းနဲ့တော့ပြေစုံလာပြီပေါ့နော်ပြေစုံလာတဲ့အခါကျတော့တို့လည်းဒါတက်လုံလဲကောင်းလာပြီအဲ့ဒါဟို ဘယ်လိုပြောရမလဲဆိုတော့တိုက်ရိုက်ခိုက်ရေးလေးလေးရှိလာပြီပေါ့နော်တက်လုံလဲကောင်းလိုက်တိုက်ရိုက်ခိုက်လဲရှိလာပြီပြည်စုံမှုလေးလဲရှိလာပြီဆိုတဲ့အချိန်မှာဘကောနောက်ချမ်းအခုဆိုရင်စပြီးတော့မှကျွန်တော်တို့အသေးလေးတွေကိုစပြီးတွန်းနေပြီပေါ့နော်အသေးလေးတွေစတွန်းပြီအသေးသေးလေးကိုတွန်းနိုင်ဝိုင်းရင်ဒီတဲ့ပိုကြီးတာကိုထပ်ပြီးတော့မှတွန်းမယ်ဒီတဲ့ပိုကြီးတာထပ်တွန်းပြီးဝိုင်းနောက်ထပ်ကြီးတဲ့ဟာတွေကိုထပ်တွန်းနိုင်မယ်အနေထားမျိုးထိဒါဘကောနောက်ချမ်းရဲ့အောင်မွေးတွေကတော့ကျွန်တော်တို့ဇက်တိုက်ကြားနေရပြီဆိုတဲ့ဟာလေးပြောချင်တာပေါ့အဲ့တော့ဘကောနောက်ချမ်းကလည်းဒီတိုင်း လက်လွတ်စပယ်နေလားဆိုတော့မနေပါဘူးအဲကျွန်တော်တို့ကျန်တဲ့မဟာမိတ်တိဆောက်ရမယ်အဖွဲ့တွေနဲ့ဒါကျွန်တော်လည်းဘ고နောက်ချန်တာဖြစ်တဲ့အတွက်တို့ရဲ့ဘာကြီးလုံနေတယ်ဆိုတဲ့ဟာလေတချို့တဝက်တော့ကျွန်တော်လည်းအလုံးစုံမသိနေတော့မှာတချို့တဝက်တော့ကျွန်တော်လည်းသိပါတယ်ဗောနော်အဲ့တော့မဟာမိတ်တိဆောက်ရမယ်အပိုင်းနေတိဆောက်နေပါပြီလောက်ရမယ်အလုပ်တွေကိုဒီတဲ့ရှစ်ဆက်တိုးပြီးတော့လုံနိုင်ဖို့အတွက်ပဲဘ고နောက်ချန်တာတွေအားထည့်နေပါပြီဆိုတဲ့ဟာလေးကိုပြောချင်တာဗောနော်ဟုတ်ဒါနောက်တစ်ခုကတော့ ဒီရပိုင်းအတွင်းထဲမှာပဲဒါမဲဆွယ်ကာလဆိုတော့မဲဆွယ်တဲ့ခုနအမှတ်တွေပေါ့နော်အမှတ်တွေကိုပြည်သူတွေကဘုံကခုနစိတ်ထဲမှာပြည်သူရှစ်တဲ့ခုနဘလိုပြောမလဲပါတီကမပါဘူးပေါ့နော်ပြည်သူရှစ်တဲ့ NLD လို့ပါတီမျိုးကမပါတဲ့ခါကျတော့အောင်သိအောင်သက်ဖြစ်နေတာခုနကြန့်ခိုင်ရေးတို့မဲဆွယ်တာတို့နောက်ထပ်ပြီးတုံးလုံးတို့ဘာတို့ပေါ့နော်အဲ့လိုမဲဆွယ်တဲ့ဒါလွတ်တော်အမှတ်တွေကို ပြည်သူတွေကအောင်သီးအောင်တက်နေရင်တွေကနေမှပြောနေတာပေါ့เนาะခင်ဗျားတို့ကမဲဆွဲကာလာတာပြည်သူတွေကိုဂျင်းထည့်ပြီးတော့ဘာမှမလုပ်ပေးပဲနဲ့ဂျင်းထည့်ပြီးတော့ပြန်ပြန်သွားတာဆိုတော့မျိုးဗီဒီယိုဖိုင်တွေတွေ့ရတယ်ပေါ့เนาะတကယ်လဲဂျင်းထည့်ခဲ့တာပဲဟုတ်ကျွန်တော်တို့ဒါဦးသိန်းစိန်ဟိုအစိုးရမတိုင်ခင်မဲဆွဲတော့လည်းအဲ့လိုပဲပေါ့เนาะကြန့်ခိုင်ရေးတို့ဘာလို့ဆိုကျွန်တော်တို့မင်္ဂလာတို့ညို့နေပေါ့အနမ်းမရက်ကွက်ကိုဒါကွန်ကရစ်လမ်းခင်းပေးမယ်ပြုမယ်ဆိုပြီးတော့ကွန်ကရစ်ခင်းပေးသွားတာလဲခုနက သူကဟိုဘယ်လိုပြောမလဲဘီလက်မြေရှော့ပြီးတော့ခင်းတာလမ်းကလည်းဟိုပါပေါ့တုံးလေးလက်မအလောက်ပဲအထူပဲရှိတယ်မိုးလည်းရွာရောအကုန်လုံးပျော်ကြပြီးတော့ပေါ့နော်အဲ့လိုစေတနာမပါဘဲနဲ့တကယ်ကိုသူတို့မဲလေဟိုပါပေါ့မဲလိုချင်လို့လားသူဟန်ပြလှုပ်သွားတာဒါပေမဲ့ခုနကအနမ်းပဲရက်တရက်ွက်လုံးကလည်း အဲသူတို့လမ်းလဲခင်းပြီးရောအန္တရာယ်ပဲထဲတာပဲကြက်ခိုင်ကိုလုံးဝမတဲဘူးအဲ့လိုဖြစ်စဉ်မျိုးတွေအခုပြည်သူကလည်းဒါတော်တော်များများပြည်သူတွေကတင်းပြီးတော့မိုက်တွေပါတယ်ယူပြီးထားပြီးတော့ခင်ဗျားတို့ကပြည်သူပဲဂျင်းထဲတာပြုပါတော့ဗောနော်ထားပြောတဲ့ဗီဒီယိုဖိုင်တွေတွေ့ရတာဗောဟုတ်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်လေးတစ်ချက်ကြည့်လဲရအောင်ဗောနော်အဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်ဒါဒေါင်းလာတာရှိတယ်ဗောအဲ့ဒီဗီဒီယိုဖိုင်လေးကျွန်တော်တစ်ချက်ပြမယ်ဗောနော်ရွေးကောက်ပွဲတွေမှာပါတီတွေကိုမဲပေးခဲ့ပါတယ်မဲပေးခဲ့တဲ့အချိန်မှာ ်မဲစီယုံခြင်းကာလမှာတော့ကျွန်တော်တို့တွတ်တော်ကိုတယ်တည်းကဒီလိုပဲစီယုံပြီးကျွန်တော်တို့ပြည်သူလူထုကိုခြေထက်သွားတာအများကြီးပဲအဲတော့ဒီဗီဒီယိုဖိုင်လေးထဲမှာသူပြောသွားတာအဲဟိုကျွန်တော်တချင်းလေးတပုတ်တော်သွားပြီးတော့မှာဟိုငယ်တော့ကျွန်တော်တို့မိဘတွေအမေတွေဖေးနားထောင်နေတချင်းပေါ့ဒီကမရခင်ဖျားလို့လက်ကထိတ်ပေါ်မှာပဲဒါဆိုဒီကတကယ်လေသနာဆရာကြီးပြောလို့ပဲပြည်သူချစ်တဲ့လူတွေမပါတဲ့အခါကျတော့ ပြည်သူချစ်တဲ့လူတွေမပါတဲ့ဆိုတဲ့ဟာလေဒါမှားနေသလားတော့ပြည်သူချစ်တဲ့လူတွေပါပါတယ်ခင်ကြီးတို့ပါလို့တွေပေါ်တော့ဘူလက်လားဆွေတို့ပါလို့ပါပြီးရင်ဘူလက်လားဆွေကြောင့်ပြောမယ်ဟောအဲ့တော့တကယ်ပြည်သူကမဲမဲဆွေကာလာမှာမရခင်တော့ကတော့ဖျားလို့လိတ်ပြီးတော့မှအာအားကြောင့်ဟိုအဖိုးကြီးတယောက်ကထပြောတာဗောနော်အဲ့ဒါ ရေစည်းရည်လာကောင်းလုတ်ပေးပြီးမှမဲဆွဲလို့မရဘူးလားမဲဆွဲရင်လည်းရေစည်းရည်လာကောင်းလုတ်ပေးမယ်အဓိကအကျိုးလိုလိုညောင်ရင်လောင်းတာဖြစ်သွားပြီဗျာနိုင်ငံတကယ်ကောင်းနေချင်လို့လည်းမဟုတ်ဘူးလုတ်ပေးချင်လို့လည်းမဟုတ်ဘူးမင်းတို့ငါတို့မဲထဲမှာငါတို့ဒါလုတ်ပေးမယ်ဆိုတဲ့ဟာကြီးမဲမထဲရင်ပဲဒီရေစည်းရည်လာကြီးကမကောင်းတော့ဘူးဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ပြည်သူကလုံးဝစတတ်နေပါပြီပြည်သူလည်း အခုကပြောတင်ပြောထားရေအခုပြောပြောဆိုရေလွတ်ပြအောင်မတက်တခိုင်ပါတီကိုလည်းထားပြောရတယ်ငါတို့ကတမိုင်းကောင်းတမိုင်းကြောင်းမကောင်းတဲ့ပါတီကိုဘာမှမဲဖေးစရာအကြောင်းမရှိဘူးလို့ပါလို့အခုလည်းဒီတိုင်းပဲဒါပြည်သူတယောက်ကထားပြီးတော့ပြောတာဒါကျွန်တော်မိဘပြည်သူများကြည့်ရှုပြီးတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ခမားတို့ကမဲဆွဲကာလမှာပြည်သူကိုဂျင်းထဲခဲ့တယ်ဆိုတဲ့ဟာလည်းတကယ်လဲကျွန်တော်တို့တော်လန်ပြည်သူတွေဟိုဟိုပြည်တွင်းနဲ့ပြည်သူတွေပေါ့နော်ပြည်တွင်းနဲ့ပြည်သူတွေတကယ် ဂျင်းတဲ့ခံရတာဗောနော်တကယ်ဂျင်းတဲ့ခံရတာအခုကပြီးနောက်တစ်ခုကတော့ပေါအောင်ပါဘူးလက်လဆွေဘူးလက်လဆွေရခုနကျွန်တော်တို့လွန်ငိမ့်တက်တာခွင့်ပေးလိုက်တဲ့ဥစ္စာကိုသူကကြိုးဆိုပါတယ်ဗောနော်ဒါပေမဲ့ခုနလိုခင်ဗျားတို့ဟာတဲ့မဲထဲဖို့အတွက်လွတ်လိုက်တယ်ဆိုတာကြီးကတော့ဒါဟိုတိတ်ပြီးတော့ယုတ်တိမရှိဘူးလို့သူကပြောနေတာဗောမောအဲ့ဒီမှာမှကျွန်တော်တို့တော့တဲ့စက်ခိုင်အဖွဲ့တော့မဲထဲမှာမဟုတ်ဘူးတဲ့တေကြတယ်တဲ့ ရောဆိုပြီးတော့မဲမဲအီးတဲ့ဖြုတ်တို့လိုက်မှာတော့ဘာလို့ပေါ့နော်ဘူးလက်လက်စေပြောထားတာလေးလေးရှိတယ်ပေါ့အဲ့တော့ဒါအဲ့ဗီဒီယိုဖိုင်တစ်ချက်ကြည့်အောင်ပေါ့နော်အဲ့ဗီဒီယိုဖိုင်လေးပြမှာပေါ့ခုလိုလုံငိမ့်တတာငွေ6683ကိုပေးလိုက်တာဒါကျိုးစပါလေဝမ်းသာပါလေဒါပေမဲ့သူတို့မဲထဲပဲမဲမဲထဲဖို့သူတို့လွတ်လိုက်တယ်ဆိုတာကြီးကတိတ်ပြီးတော့ဘုံပဲမကြာတတာဘသူမဲထဲမှာလဲဆိုတော့ကျွန်တော်တို့တက်ခိုက်ရောလာပြောမှာမဟုတ် ေကြတယ်နော်ယောဂမေးကြီးဆိုပြီးတော့ပြစ်ထုတ်တယ်တဘောပေါက်ပါအဲတော့အဲ့ထဲမှာအဲဒါဘူလလဆေပြောသားတာ6683ပြန်လှုပ်ပေးလိုက်တယ်ဟာသူပြောနေတာဗျာ လွတ်လာတဲ့ခမားတို့လွတ်ပစ်လိုက်တာတော့ဟုတ်ပါပြီမဲပေးဖို့ဆိုပြီးလွတ်ပစ်လိုက်တာဟိုကခမားတို့မဲပေးမှာမဟုတ်ဘူးချီယာကြီးနဲ့ချွတ်ပစ်မယ်လို့ပြောပြောနေတာသူပြောနေတာအဲ့လိုမမရဲနေတာပြောမသွားတာသူကရော့မဲမဲကြီးဆိုပြီးတော့မှချီတာနဲ့ချွတ်ပစ်လိုက်လိမ့်တာပဲခံရလိမ့်မယ်ဆိုပြီးတော့မှပြောတာပေါ့နော်အဲ့တော့ခမားတို့တောက်လျှောက်ကတော်လန်နေအောင်မှာပဲဆိုတဲ့ဟာပေါ့နော် white out လုံးနေအောင်မှာပဲဆိုတဲ့ဟာကိုထည့်ပြီးတော့မှ ပြောရတာဗောနော်အဲ့ဒီဟာကတော်တော်လေးဟိုဟိုဘက်ကកောင်នេះပြန်နားထောင်ရင်ဒါចက်ခံရေးပါတီမှာဆိုရင်ဒါဟိုနေရာကြီးကြီးမှာယူထားတဲ့កောင်တကောင်ဖြစ်တယ်ပြီးလို့ရှိရင်ဒါစစ်တပ်ထဲမှာလည်းဒုတိယဗိုလ်မှူးကြီးအဆင့်ထိဒါတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့လူပေါ့နော်ဒီလူပြောတဲ့စကားကခင်ဗျားတို့မဲတော့မရဘူးတို့ကတော့ပါပါတဲ့ဟာနဲ့ခင်ဗျားတို့ချုပ်ပြီးတော့မှပြစ်လိမ့်မယ်လှန်ပြလိမ့်မယ်လို့ခရိုင်းပြောရင်တော့ခင်ဗျားတို့လှန်ပြခံရလိမ့်မယ်ပေါ့နော်ဒီလိုလှုပ်ပေးတယ်အဲ့တော့လှုပ်ပေးတဲ့ဟာကိုကျွန်တော်တို့ ဒီဘောမတွေကတိတ်ပြီးတော့မှသဘောမတူဘူးဆိုတဲ့ဟာကအဲ့ဒီမှာပေါ်လွင်နေပေါ့နော်အဲ့တော့လွတ်လာတဲ့လူတွေအနေနဲ့ကကျွန်တော်တို့ကျွန်တော်လဲဒါအဲ့နေ့ကကျွန်တော်ပြောခဲ့ပါတယ်အနေထိုင်လေးအသွားလာလေးပေါ့နော်ဒါ post ရေးသားရေးသားတာကအစကျွန်တော်တို့တစ်ခုခုထိလွယ်ရှလွယ်လေးဖြစ်တာနဲ့ပြန်ပြီးတော့မှဆွဲစည်းခံရမယ်ရခင်အမှုဟောင်းမှာပြန်ပြီးတော့မှထပ်ပြီးတော့မှအတက်ခံရမယ်အနေထားမျိုးရောက်သွားနိုင်တဲ့အတွက်ကျွန်တော်တို့လွတ်လာတဲ့ ဒါ905ဒီအနေနဲ့ကလည်းတကယ် view site တင်ပါတယ်ဆိုတဲ့ဟာပြောချင်တာပေါ့ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ခေတ်သမိုင်းကိုဒုံဆိုင်ကြသူများဆိုတဲ့ဇာကားကိုဝေဖန်ပြောဆိုတဲ့အားနဲ့ဒါဒါရိုက်တာကိုပေါ့ရဲ့ post ကိုအသေးပေးတာနဲ့ဆိုပြီးမှဒါရိုက်တာ mighty တို့ကျွန်တော်တို့ကိုကျော်ဝင်းထို့တို့ဒါအုံတိုင်းလို့ဆိုလို့ရှိရင်ဒါအခုဟာသူတို့ကိုယုံကြည်အတူတူပဲ ပြီးရင်ဘာလုပ်လဲဆိုတော့ရှေ့နေငားလို့မရဘူး နော်ကိုဘက်ကနေဘာမှလုပ်လို့မရဘဲနဲ့သူတို့ဘက်ကတစ်ဖက်တည်းတရားစီရင်သွားတာဗောနော်ထောင်နဲ့ခုနှစ်နှစ်စီဒါချမှတ်လိုက်တယ်ဗောနော်အဲ့တော့ရှေ့နေလဲငားလို့မရဘာမှလဲလုပ်လို့မရဘဲနဲ့ထောင်နဲ့ခုနှစ်နှစ်စီချမှတ်ခံလိုက်ရတဲ့အနေအထားမျိုးကြုံရတယ်ဗောနော်အဲ့တော့လွတ်လာတဲ့လူတွေနေရအနေနဲ့ကလည်းဘူးလဲလှဆွေတို့လူလူမျိုးကဒီလိုမျိုးထထားပြီးတော့မှကလိကလိနေပြီဗောနော်ကလိနေပြီဆိုတော့အဲ့ဒါမဲပေးဖို့ဒီဘာဒီဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှကိုယ့်ဘဝကိုတည်တည်ချာချာလေး အစင်းသားပြီးတော့မှလွတ်လာတဲ့လူတွေအနေနဲ့လှုပ်ဆောင်စီကျင်နေဆိုတဲ့ဟာလေးကျွန်တော်အကြံပေးချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထက်မှာတော့ပြောခဲ့တာတော့အများကြီးပဲဒါပေမဲ့ကျွန်တော်တို့ဘကိုးအနောက်ချမ်းကတော့အောင်ပွဲတွေဆက်လာပါပြီအဲ့တော့ကျွန်တော်ပြောလို့ကမင်းတို့ပြပြေးဆင်မဲ့ရှိတာပါကွာရဲတိုက်ဆင်မှာအဲ့လိုတော့မတတ်မှတ်ပါနဲ့နော်ကျွန်တော်တို့တော်လိုင်းအစတုံးကလည်းကျွန်တော်တို့တွေလည်းပြပြေးပဲလောက်ခဲ့ရတာပါဒါဖြစ်လို့ဆိုလူရင်ကလက်နေအင်အားအပေါ်ကျွန်တော်တို့ကချိန်ရသေးတာပေါ့နော် ်ချင်းရလေးတိုက်ချင်တာပဲတီးတယ်ကွာတွတ်ချမယ်ဆိုပြီးကမှကျွန်တော်တို့ကြံသစ်သားလည်းပေါ့ငထွေယူလည်းပေါ့မလုံးလက်ဖက်လည်းမပါဘူးเนาะညောင်ဦးဖီးလည်းတယောက်မှမရှိဘူးအဲ့တော့ကျွန်တော်ချစ်သည့်၄သိန်းနဲ့ညီမျှတဲ့လူ၄ယောက်လည်းကျွန်တော်တို့မှမရှိပါဘူးအဲ့တော့ကျွန်တော်တီးတီးလေးကစပြီးတော့တွန်းရမှာပါတီးတီးလေးကိုတွန်းနိုင်သွားတဲ့ခါကျမှငါဒီလောက်ကိုတွန်းနိုင်တယ်တွန်းနိုင်ရင်တည်းတည်းကြီးအောင်ငါတွန်းကြည့်မယ်ရလာဆိုပြီးတော့မှစီစီရေးဆိုတော့အဲ့လိုမျိုး ွားရတာပါကျွန်တော်တို့ကသွားပြီးတော့မှအစကလေးကငါတို့တော့မှတော့တနက်ရှိပြီးကွာလူတရာရှိတဲ့ဟာကိုငါတို့ဆယ်ယောက်ထဲနဲ့သွားပြစ်မယ်ဆိုပြီးတော့မှသွားပြစ်လို့လည်းမရပါဘူးအဲ့တော့တေးသေးလေးကနေတွန်းပြီးတော့မှအကျိုးမြတ်ကိုစုမယ်အတွေ့အကြုံကိုစုပြီးတော့မှကျွန်တော်တို့ကြီးတဲ့နေရာတွေကိုဆက်ပြီးတော့တွန်းသွားမယ်အနေအထားမျိုးဖြစ်တယ်ဆိုတော့ပြောကြရင်လည်းဒါကျွန်တော်တို့ရဲ့ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါရစေအားလုံးပဲကျေးဇူးတင်ပါတယ်